အင်္ဂါရင်ကျဲမှုရဲ့ဗဟိနိကြောက်တော့မြပြည်တွင်းနိုင်ငံရဲ့တောင်တန်းတွေပေါ်မှာရှေးအောင်အင်္ဂါရင်ကျဲမှုခြံထားခဲ့တဲ့အမခန့်လက်ရတစ်ခု ရှိပါတယ်။အဲဒါကတော့ကြီးမားတဲ့ခံတက်တစ်ခုဖြစ်တဲ့ဇာစိတ်ဝါမန်ပဲဖြစ်ပါတယ်။ဒီခံတက်ကြီးကအင်္ဂါတို့ရဲ့အင်ဂျင်နီယာနဲ့ဒီသူကပညာဘလောက်ဆင်းမြင့်လဲဆိုတာကိုသက်တည်ပြသနေတဲ့အရာတစ်ခုပါ။ဒီခံတက်ကိုတိဆောက်ခဲ့တဲ့နေရာမှာအသုံးပြုခဲ့တဲ့ကြောက်တုံးတချို့ဟာလေကျင်125ရန်အထိရှိပါတယ်။ဒါပေမဲ့အန်အောစီယာအကောင်းဆုံးကတော့ ဒီလိုအရာမှကြောက်တုံကြီးတွေကိုဒီလက်မြေဘာတစ်ခုမှ မပါဝင်မဲနဲ့တိဆောက်ခဲ့တာဖြစ်ပါတယ်ကြောက်တုံတွေကြားကအကွာဝေးကလည်းစက်ကူတရွက်တောင်ထိုးသွင်းလို့မရနိုင်တော့နီးကပ်နေရပါအင်္ဂါလူမျိုးတွေကလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကဒီလိုအရာမှကြောက်တုံကြီးတွေကိုဘလိုမျိုးနီးပညာနဲ့ထူးဆစ်ပြီးတော့တိကျစွာစီမံခဲ့တယ်လဲဒီနေ့မှာတော့စာစေးဝါမန်ရဲ့ကြောက်တုံဘေးနီးကိုလေ့လာကြည့်အောင်ဗီဒီယိုလေးကိုမလေ့လာခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို Subscribe လုပ်ပေးခဲ့ပြီး ဗီဒီယိုလေးကိုလည်း like and share လေးလုပ်သွားပေးဖို့တောင်းဆိုပါရစေ။စာစစ်ဝါမန်ခံတပ်ကိုထူးခြားစေတာကတော့ဒေါင်းပေါင်းစုံကြောက်တုံးတွေကိုအုံပြုထားတာပဲဖြစ်ပါတယ်။ကြောက်တုံးတစ်ခုစီမှာဒေါင်းများစွာပါဝင်နေပြီးတော့တစ်ခုနဲ့တစ်ခုအားလည်းကွက်တီကြောင်ဆက်ဆက်နေပါတယ်။ဒီလိုပေါင်းဆက်ထားတဲ့ဤပညာကို Ashala Masonry လို့ခေါ်ပါတယ်။အင်္ဂါလူမျိုးတွေဟာတန်ဒါမှမဟုတ်ခင်မိတဲ့တတ်တူကရိယာတွေမရှိခဲ့ပါဘူး။သူတို့ကဒီလိုမာကြောတဲ့ကြောက်တုံးတွေကိုထူးဆစ်ဖို့အတွက်ရှင်စေတဲနဲ့ရေတွေကိုသာအုံပြုခဲ့ရမှာပါ။ ဘလို့လောက်ပြီးဒီလိုတောင်းများစွာကိုအလွန်တိကျတဲ့ဒီဂရီနဲ့ဖြတ်တောက်နိုင်ခဲ့လဲဆိုတဲ့မိကွန်းကဒီနေ့ဒီသိပ္ပံပညာရှင်တွေကိုစိန်ခေါ်နေသေးပါတချို့သူတွေတွေကတော့အင်္ဂါတွေဟာကြောက်တုံးတစ်ခုကိုတိကျတဲ့ပုံစံရဖို့အတွက်နှစ်ချီကြောင်ပွတ်တိုက်ခဲ့ရတယ်လို့ယူဆကြပါတယ်ဒါမှမဟုတ်သူတို့ကတခြားကြောက်တုံးနဲ့အံဝင်အောင်အပူပေးအေးပေးခြင်းဖြင့်ကြောက်သားကိုလိုအပ်သလိုချက်ထွင်းကျုံပြစ်နိုင်တဲ့နိလန်းကိုအသုံးပြုခဲ့တာဖြစ်နိုင်ပါတယ်ဒီလိုတိကျစွာဆက်ဆက်ထားတဲ့ကြောက်တုံးတွေရဲ့အဓိကအကျိုးကျေးဇူးကတော့ ူတို့ရဲ့ခံနိုင်ရည်အားပါပဲပြည်တွင်းနိုင်ငံကငလင်လောက်တဲ့ဒေတာတစ်ခုဖြစ်တာကြောင့်အင်္ဂါဘီတုကပညာရှင်တွေဟာဒီလိုသဘာဝဘေးရန်နေရာတွေကိုကြိုတင်တွက်ချက်ပြီးတော့တိဆောက်ခဲ့ရပါတယ်ဒီလက်မြေမပါဘဲနဲ့ဒီလိုတင်းတင်းကြပ်ကြပ်ချိတ်ဆက်ထားတဲ့ပုံစံကြောင့်ငလင်လောက်တဲ့အခါမှာကြောက်တုံးတွေဟာအနှဲငယ်လှုပ်ရှားသွားပြီးတော့မူလနေရာကိုပြန်လည်ရောက်ရှိနိုင်စွမ်းရှိပါတယ်ဒါဟာတုံခါမှုဆုပ်ယူစနစ်လိုအလုတ်လုတ်တဲ့သဘာဝအင်ဂျင်နီယာနည်းပညာပါပဲနေပေါင်းများစွာကြာမြင့်ခဲ့တဲ့ပြင်းထန်တဲ့ငလင်နံတွေကို ။စာစီဝါမန်ကခန္ဓာရှိခဲ့တာဒီလိုထူးဆန်းတဲ့တိဆောက်ပုံကြောင့်ပဲဖြစ်ပါတယ်။စပိန်ကိုလိုနီနယ်ချဲတွေက16ရာစုမှာရောက်လာတဲ့အခါမှာတော့ဒီခံတပ်ကိုဖျက်ဆီးဖို့ကြိုးပမ်းခဲ့ကြပါတယ်။ဒါပေမဲ့ဒီကြောက်တုံးတွေကိုခွဲထုတ်ဖို့မလွယ်တာကြောင့်အစာအုပ်ရဲ့အစိပ်ပိုင်းအများစုဟာဒီနေ့အထိခိုင်မြဲစွာကြံရှိနေခဲ့ပါတယ်။စာစီဝါမန်ဟာကျွန်တော်တို့လူသားတွေအတွက်ကြီးမားတဲ့ဘေးအနီးတစ်ခုဖြစ်ရှိနေသေးပါ။တချို့ theory တွေကတော့ ။အင်္ဂါတို့ဟာရှေးအောင်ဂျိုသားနည်းပညာ Alien Technology ကိုအသုံးပြုခဲ့တယ်လို့တောင် ပြောဆိုကြပါတယ်။ဒါပေမဲ့လက်တွေ့အကြုံဖြည့်ရှင်းချက်ကတော့သူတို့ရဲ့စိတ်ရှိမှုအချိန်နဲ့လူတွေရဲ့ခွန်အားပဲဖြစ်ပါတယ်။ဒီခန္ဓာကြီးကခေမီအင်ဂျင်နီယာပညာရှင်တွေကတော့စိန်ခေါ်နေတဲ့အင်္ဂါရဲ့ထူးခြားတဲ့အတတ်ပညာအဖွဲ့အစည်းစွမ်းရည်နဲ့သဘာဝပတ်ဝန်းကျင်ကိုနားလည်တဲ့ဉာဏ်ပညာကိုထင်ရှားပြနေပါတယ်။ လူချင်းမင်းတို့ကဘလို့ထင်မြင်ပါလဲအင်္ဂါလူမျိုးတွေကဒီလိုအမခန့်တဲ့လက်ရာကိုဘလိုမျိုးလှုပ်ဝဲနှီးပညာနဲ့တိဆောက်ခဲ့လဲဆိုတာကိုကိုယ့်ရဲ့အမြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့ပါဦးဒီလိုကမ္ဘာလှုပ်ဝဲစမ်းကြတဲ့ရှေးအောင်သူတေသနာဇလန်းတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့